ဆရာမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ငလျင်ကိစ္စနဲ့ပတ်သက်လို့ဆရာကိုလာပြီးတော့ဟော့စတန်ထုတ်ခိုင်းခဲ့မိတ်ဆွေကြီးများလို့ဟော့စတန်လေးထုတ်ပေးပါဆိုတောင်းဆိုတဲ့သူတွေများလို့ဆရာဒီနေ့ဒါတင်ပေးရခြင်းဖြစ်တဲ့ဆရာလုံးဝတင်ပေးဖို့အစီအစဉ်တော့မရှိဘူးနော်အဲ့တော့တပေါင်းလားကွယ်ငလျင်လာလို့ရှိရင်တဲ့ဖြစ်ပေါ်တတ်တဲ့နမိတ်တွေကိုတော့ဆရာမိတ်ဆွေကြီးလည်းအတူတူ တိလိမ့်မယ်လို့ဆရာထင်တယ်နော်အဲ့တော့တပေါင်းလောက်ွယ်မှာငလျင်လာပြီဆိုလို့ရှိရင်အဓိကဘာဖြစ်တက်လဲဆိုတော့နိုင်ငံတွင်းမှာရတဲ့စုပူမှုတွေဖြစ်ပေါ်လာတတ်တယ်တဲ့နော်စုပူမှုတွေဖြစ်ပေါ်လာတတ်တယ်နောက်ကဆရာတို့ကအခုပဲဒါဟောစန်းထိုင်ထုတ်ထားတာနောက်ကမတ်တက်ထဲကတန်ဖိုးရှိတဲ့သူမိမိတန်ဖိုးထားတဲ့သူကိုဆရာတို့ဆုံးချုံရတတ်တယ်နာမည်ကျော်ကြားတဲ့သူပေါ့နော်အဲ့တော့ဆရာတို့စိတ်မကောင်းစရာကိစ္စတွေများနေလို့ဆရာဟောတော့မဟောချင်ဘူးဖိုတက်ထဲမှာရှိတဲ့ရတနာတဖွဲတန်ဖိုးထားတဲ့ ပုပ်ကိုသူပုပ်ကိုမြက်တအူးကိုဆရာတို့ဆုံးရှုံးရတတ်တယ်တဲ့เนาะခုနမတ်တက်ထဲမှာလည်းဆရာပြောထားတယ်ဖိုတက်ထဲမှာလည်းဆရာပြောထားတယ်เนาะနောက်ကနိုင်ငံတွင်းစုပူတောင်းကျမှုတွေပေါ်ပေါက်လာတတ်တယ်เนาะနောက်တစ်ခုအနေနဲ့ငါဖြစ်လဲဆိုတော့ဓာကြီးလေးပါးမှာတဘာပါဖောက်ပြက်ခဲ့ပြီဆိုလို့ရှိရင် နောက်ထပ်၃ပါးဟာလည်းမကြမီချိန်တွေမှာတက်ပြီးတော့ဖောက်ပြက်လာတာမျိုးတွေဖြစ်တတ်တယ်ဖောက်လဲဖောက်ပြန်ဖြစ်လာတတ်တယ်ပေါ့เนาะအဲ့တော့ နောက်တစ်ခုကကြတော့နိုင်ငံအတွင်းမှာတဲ့အာဏာအပြောင်းလဲဖြစ်တတ်တယ်တဲ့နော်အာဏာအပြောင်းလဲဖြစ်တတ်တယ်လူတွေဟာဖြစ်ပေါ်လာတဲ့ဒီငလင်ရဲ့နမိတ်တိုင်ရာဟောမယ်ဆိုလူတွေဟာသွေးထွက်တန်ရုံကိစ္စတွေကြမှာပြေးလွှားနေရတတ်တယ်တဲ့နော်အဲ့တော့နမိတ်တိုင်တွေလုံးဝမကောင်းဆရာဟောဖို့မဟောချင်တာနော်ဟိုတောင်းဆိုလို့သာဆရာဟောပေးရတာဖုန်းတကူကြီးမားတဲ့သူတွေတဲ့နောက်ခါဖုန်းကံမြင်မာတဲ့သူတွေကြွေလင်းရတတ်တယ်နော်လှုပ်တာဒီတောက်ကြန်ဒီလက်ွယ်ဒီမှာ တပေါင်းလာမှာငလျင်လုတ်ခဲ့တယ်အဲ့တော့တောက်ကြနေမှာငလျင်လုတ်တာဖြစ်တဲ့တော့ကြောင့်မလို့ဆရာတို့ကစနေနေ့မှာမီးဘေးကိုဂယူဆိုက်ရလိမ့်မယ်နော်စနေနေ့မှာမီးဘေးကိုဂယူဆိုက်ရလိမ့်မယ်တနင်္ဂနွေနေ့မှာရေဘေးလီဘေးကိုဂယူဆိုက်ရလိမ့်မယ်နော်နောက်တစ်ခါဗုဒ္ဓဟူးနေ့မှာလူတွေဟာပို့ပြီးတော့စေယုံစေကံသွားနေရတာမျိုးတွေနော်စိတ်ဆင်းရဲကြာကြုံနေရတာမျိုးတွေနောက်တစ်ခါဈေးနှုန်းအပြောင်းအလဲတွေကြမှာစိတ်တော့ကရောက်ရတာမျိုးလေးတွေကို ကျုံသွားတက်လိမ့်မယ်တဲ့နော်အဲ့တော့တောက်ကြနေမှာဆရာတို့ကငလျင်ဖြစ်ပေါ်ခဲ့တယ်တဲ့တောက်ကြနေမှာငလျင်ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့်မို့လို့တနင်းကနေနေ့မှာလူအသေးပြောက်များလိမ့်မယ်ယောဂအသေးစမ်းတွေဖြစ်ပေါ်လာတတ်တယ်တနင်းလာနေ့မှာမှုကင်းပြဿနာတွေနဲ့ပုံမူရင်ဆိုင်လာတတ်တယ်နော်အင်္ဂါနေ့မှာလူတွေဟာသွေးဓာတ်တုံကိစ္စတွေအဖြစ်များတတ်တယ်။ဗုဒ္ဓဟူးနေ့မှာဒေါသထွက်စရာကိစ္စကိစ္စတွေပေါ့နော်။ရံပြစ်စရာကိစ္စတွေပို့ပြီးတော့ကြုံရတတ်တယ်။ ရှားတာပရိနေမှာမိမိတို့ရဲ့ကြီးတဲ့ဥစ္စာတွေကိုဆုံးရှုံးရတတ်တယ်။တောက်ကြနေမှာငွေကြေးကိစ္စကြောင့်လည်းပူပန်တော့ကရောက်ရတတ်တယ်။စနေနေ့မှာစေယုံစည်းကမ်းနေလိုက်လူတွေပူစီကမ်းနေဆရာမိတ်ဆွေများအလုံးမဲမင်္ဂလာပါ။ဆရာယခုဟောမဲ့နမိတ်တစ်ခုပေါ့နော်။ဇဂိုင်းနဲ့ပတ်သက်ပြီးတော့ဆရာနမိတ်တစ်ခုဟောပါအောင်မဲ့။ဇဂိုင်းငလီရင်ပြီးသွားပြီဆိုပြီးတော့ပေါတိပေါပြမနေကြပါနဲ့နော်။ပေါတိပေါပြမနေကြပါနဲ့။အာပြီးသွားပြီဆိုပြီးတော့လည်းအလွယ်တွေ့ပြီးမနေကြပါနဲ့။ဒီလိုပြောခြင်းကမိတ်ဆွေတွေကိုစိုးရိမ်စိတ်ထည့်ပေးခြင်းမဟုတ်ဘူးနော်။ စိုးရင်စိတ်ဖြဲပေးခြင်းလုံးဝမဟုတ်ပါဘူးစိတ်ပူပင်သောကရအောင်ပြောခြင်းလည်းမဟုတ်ပါဘူးနမိတ်တော်မဟောတော့လို့စဉ်းစားရတာเนาะအဲ့တော့ဒီနမိတ်ရဆရာတခုတော့ဆရာပြောခြင်းနဲ့ဆရာတွတ်တဲ့စာတာကွင်ကြီးအရာပေါ့เนาะအာဇဂိုင်းရဲ့ငလျင်ဒီအပီးမတက်သေးဘူးဆိုတော့စာတာဘယ်လိုပြောမလဲတော့ဟော့စတန်ထဲမှာရှိတာပေါ့စာတာကွင်ထဲမှာရှိနေတယ်လို့ဆရာတို့ပြောလို့ရတယ်အဲ့တော့တတိကက်စေခြင်းတာတတိပေးတာเนาะတတိပေးတာဖြစ်တယ် စိုးရိမ်ပူပန်အောင်ပြောခြင်းမဟုတ်ဘူးပို့ပြီးတတိကပ်ပြီးတော့ရှိနေလို့ရအောင်နော်ဇကိုင်းငလျင်မပြီးဆုံးသေးဘူးလို့ပြောရတယ်တောင်ပေါ်ရဲ့ဒေတာမှနေတဲ့သူတွေဂယုပြုတ်ပါလိမ့်မယ်နော်အဓိကအဲ့ဟာလေးနှစ်ချက်သေးပါပဲဆရာအများကြီးမပြောချင်တော့ဘူးဘာကြောင့်လဲဆိုတော့အများကြီးပြောလို့ရှိရင်တော့ဂျာနင်စိုးရိမ်ပူပန်နေရတဲ့သူတွေပို့ပြီးစိုးရိမ်ပူပန်မှာဆိုလို့ဒတိဝရိယရှိဖို့ဆရာအဓိကပြောချင်းဖြစ်ပါတယ်နော်အားလုံးပဲဂယုစိုက်နိုင်ကြပါစေကိုစိတ်နဲ့ပြကျမ်းမှာချမ်းသာကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်